ိုင်းနိုင်ငံသမိုင်းတခြားအဆိုးရွားဆုံးနဲ့အကြိမ်ကြီးအတွက်အများဆုံးလူသက်သမားတဦးရဲ့လောက်ရများကိုဖော်ထုတ်နိုင်ခဲ့တယ်။ပုံမထိတ်လန့်မွဲကောင်းတဲ့အရာကသူမရဲ့အသေးစိတ်စီမံထားတဲ့လှဲ့ခွက်တွေကြောင့်အသက်ခံရတဲ့တားကောင်တွေရဲ့ဝမ်းနဲ့ပူဆွေးနေတဲ့မိသားစုများကိုဆက်လက်ပြစ်မှတ်ထားနိုင်ခဲ့ခြင်းပါ။သူမဟာတားကောင်တွေကိုအစိတ်ခတ်တက်ဖြတ်ခြင်းဖြင့်ရှင်းနှစ်ကြောကြာလူတတ်မှုတတိတန်းကြီးကိုစီစဉ်ပြီးတော့အကောင့်ထဲပေါ်ခဲ့ပါတယ်။သူမဟာအခြေအနေတွေကိုလှည့်စားပြီ သူတို့ရဲ့တေဆုံးမှုတွေကိုတဘာဝအတိုင်းနှလုံးရက်သွားတဲ့ပုံစံဖြစ်အောင်ဟန်တီးခဲ့တာကြောင့်သူတို့ရဲ့မိသားစုတွေကအဲ့မတမာမှုတွေကိုတန်တရားမဝင်ခဲ့ကြပါဘူး။သူမရည်ရွယ်ချက်တွေကငွေကြီးအမြတ်အစွန်းအတွက်ဖြစ်ပြီးတော့တားကောင်တွေရဲ့ပိုင်ဆိုင်မှုတွေကိုလက်လွဲယူတာဒါမှမဟုတ်သူတို့ရဲ့ကြွေးမိတွေကနေအမျက်ထုတ်တာတွေပါဝင်ပါတယ်။ဒါတွေအားလုံးကိုသူတို့ရဲ့ကြွေးမိပြေရောရန်ကူညီမယ်ဒါမှမဟုတ်အကျိုးအမြတ်များတဲ့စီးပွားရေးအခွင့်အလမ်းများပေးမယ်ဆိုတဲ့ဟန်ဆောင်မှုအောက်မှာလုပ်ခဲ့တာပါ။ဒါဆိုကျွန်တော်လူသက်သမားအကြောင်းဆလိုက်အောင် မနက်10:00နာရီနဲ့17:00နာရီဝင်းကျင်လောက်မှာအမျိုးသမီးတဦးဟာ blind plot လို့ခေါ်တဲ့ငားလွတ်တဲ့ရိုးရာအလေးထားတစ်ခုကို လှုပ်ဖို့မြကမ်းမစီကိုလမ်းလျှောက်ဆင်းနေချိန်မှာပါ။ဒါကောင်းကျိုးနဲ့ကောင်းတဲ့ကံတရားတွေကိုယူဆောင်လာမယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုလို့သူမဟာသတိလစ်ပြီးတော့ရေပြင်ပေါ်မှာလဲကျသွားခဲ့ပါတယ်။အနီးနားလူတွေကသူမကိုကူညီဖို့အမြန်ဆူယုံလာကြပြီးတော့အမျိုးသမီးကသတိမရတော့တာကိုတွေးရှိခဲ့ကြရပါတယ်။အရေးပေါ်လူနာတင်ရင်ကိုချက်ချင်းခေါ်ယူခဲ့ပါတယ်။ စေကုတာရဲ့အဖွဲ့ကြီးရောက်လာပြီးတော့သူမကိုပြန်လဲအသက်ရှင်စေရန် CPR လုပ်ဖို့အတွက်ကြိုးစားချိန်မှာတော့အမျိုးသမီးကတေဆုံးသွားပြီဖြစ်ပါတယ်။စေကုတာရဲ့အဖွဲ့ကြီးကနှလုံးနဲ့အဆုတ်ပျက်စီးမှုကိုတန်တရားရှိခဲ့ပြီးတေဆုံးမှုအကြောင်းရင်းကိုမတော်တဆမှုတစ်ခုလို့ယူဆခဲ့ကြပါတယ်။အဲ့ဒီအမျိုးသမီးကို Miss Kronkhan ခေါ် Queen ဖြစ်နေသိရှိခဲ့ကြပါတယ်။သူမဟာအသက်32နှစ်အရွယ်ကန်ချာနာမိုရီယာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတဦးပါ။ဒါပေမဲ့ Queen ရဲ့မိဘတွေကသူမရဲ့စမ်းကြယ်တေဆုံးမှုဟာ သွေးယူသားရောမဟုတ်ဘူးဆိုတာကိုယုံကြည်ခဲ့ကြပါတယ်။သူမမှာနှလုံးနဲ့အဆုတ်ကျန်းမာရေးပြဿနာတွေမရှိခဲ့ပါဘူး။ဒါ့အပြင်ကွန်ရဲ့ပိုင်ဆိုင်မှုအချို့ဖြစ်တဲ့ငွေသားအမေရိကန်ဒေါ်လာ1400ခန့် iPhone 14 Pro Max နဲ့ Oppo Phone ပြီးတော့သူမရဲ့ကားနဲ့ပတ်စံရေးတွေပါပျောက်ဆုံးနေတာကိုသိရှိတာကြောင့်သူမတည်ဆုံးခြင်းနဲ့ပတ်သက်တဲ့အခြေအနေတွေအပေါ်ပြင်းထန်တဲ့တန်ဆရာတွေဖြစ်ပေါ်စေခဲ့ပါတယ်။သူမမိဘတွေရဲ့ဇွဲရှိတောင်းဆိုမှုကြောင့်အာနာပိုင်ကွန်ရဲ့တည်ဆုံးမှုပုံမှန်နီးကပ်စွာစုံစမ်းစစ်ဆေးခဲ့ကြပါတယ်။ CCTV ကင်မရာမှတ်တမ်းတွေအရကွိုင်းဟာမိတ်ဆွေတယောက်ဖြစ်တဲ့ M Sarakh M နဲ့အတူမြစ်ကမ်းကိုရောက်ရှိခဲ့တာထင်ရှားနေပါတယ်အမျိုးသမီးနှစ်ယောက်ဟာမြစ်ထဲကိုငားလွတ်ဖို့အတူတူလာခဲ့ကြတာပါအစကတော့သူတို့ဟာအတူတူလမ်းလျှောက်လာခဲ့ကြပေမဲ့မကြာခင်မှာပဲလမ်းခွဲသွားခဲ့ကြပါတယ်ကွိုင်းဟာမျက်စီကိုဆက်သွားခဲ့ပေမဲ့ M ကတော့သူမနဲ့အတူပါမလာခဲ့ပါဘူးဒီမှာ M ရဲ့နေရာကိုတွေ့နိုင်ပါတယ်မြစ်ရဲ့ဥတီချက်ကိုကြည့်နေရပါ M ဟာတခုခုကိုရှာနေပုံရပါတယ် ခဏလောက်ရှောက်သွားပြီးရဲ့နောက်မှာသူမတစုံတယောက်ကိုတစ်ခုခုမေးနေပုံရပါတယ်။သူမဟာရှုပ်ထွေးနေပုံရပြီးတခြားတစ်ဖက်ကိုညှို့ပြနေပါတယ်။ပြီးတော့သူမဟာနောက်ဆုံးအထိပြန်လျှောက်သွားပြီးပျောက်ဆုံးနေပုံရကထူးဆန်းတဲ့အပြုတ်မှုတွေကိုပြနေပါတယ်။သူမဟာသူ့မိတ်ဆွေနဲ့အတူရှိနေရမယ်သူမှတ်လို့ပါ။ပြီးတော့မှတ်တမ်းနေရအမ်ကကားစီကိုပြေးသွားပြီးတော့ပစ္စည်းတစ်ခုခုယူကွန်ရှိနေတဲ့မြေကမ်းဘက်ကိုဆင်းတဲ့လေကတိတွေစီကိုဥတီသွားနေအောင်ပြနေပါတယ်။ သို့တော့လှေကလေးတီစီကိုရောက်ပြီးမကြခင်မှာပဲအမ်ဟာပြန်တက်လာပြီးတော့ကားပေါ်ကိုတက်ခါဘာမှမဖြစ်ခဲ့သလိုမျိုးမောင်းထွက်သွားခဲ့ပါတယ်ဒီပြုတ်မှုကိုထူးဆန်းတယ်လို့ပြောတာရှော့ပေါ်ပြီးတော့ပြောတာပါကွာရဲ့မိသားစုအဆိုအရသူမနဲ့အမ်ဟာအတူတူငါးသွားလွတ်ဖို့စီစဉ်ထားခဲ့ကြတာပါဒါဆိုကွိုင်းလဲကျသွားချိန်မှာအမ်ကဘာလို့ထွက်သွားရလဲသူ့မိတ်ဆွေတွေကိုကူညီဖို့သူမဘာလို့မရှိရလဲပြီးတော့ရဲတွေကကွိုင်းရဲ့ကားကိုအမ်ရဲ့အတီးတယောက်ရဲ့နေအိမ်မှာပြန်ရှာတွေ့ခဲ့ပါတယ် CCTV မှတ်တမ်းတွေအရကြွာကားကိုအမြင့်နေအောင်မောင်းလာခဲ့ပြီးတော့အဲ့ကနေမြေကမ်းဘက်ကိုမောင်းလာခဲ့တာပါ။ဒါပေမဲ့ကွင်းရဲ့အခြားပြောင်ဆုံးနေတဲ့ငွေသားတွေဖုန်းတွေနဲ့ပတ်စံအိတ်တွေကိုရှာမတွေ့သေးပါဘူး။ရဲတွေကမေးမြန်းတဲ့အခါမှာအမ်ကအစာပိုင်းမှာအဲ့ဒီနေရာမြေကမ်းမှာရှိနေရဲဆိုတာကိုရင်းဆိုခဲ့ပါတယ်။သို့တော့ CCTV မှတ်တမ်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့သူမမငြင်းနိုင်တော့ဘဲနဲ့ဝန်ခံလိုက်ပါတယ်။အမ်ကသူမအရေးပေါ်ကိစ္စရှိလို့အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့တာလို့ရှင်းပြခဲ့ပါတယ်။ ကွိုင်းတစ်ခုခုဖြစ်နေအောင်တိပေမဲ့သူမကိုကူညီနေသူတွေအများကြီးရှိရအောင်တွေ့လို့သူ့မိဆွေအဆင်ပြေသွားမယ်လို့ရိုးရိုးလေးယူဆခဲ့တာလို့ဆိုခဲ့ပါတယ်။ကွိုင်းရဲ့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့ကတော့အမ်ဟာသူမရဲ့မိဆွေတယောက်စီကိုပို့ပေးလိုက်တယ်ဆိုတာကိုနောက်ပိုင်းမှာဖော်ထုတ်နိုင်ခဲ့ပါတယ်။ဧပြီလ19ရက်နေ့ကပို့လိုက်တဲ့ပါကင်ထဲမှာကွိုင်းရဲ့ Oppo ဖုန်းနဲ့ပတ်စံရည်တို့ပါဝင်ပါတယ်။ကြံတဲ့ပစ္စည်းတွေတော့မတွေ့ရသေးပါဘူး။တင်ရောဘလို့ထင်လဲ။သူမရဲ့ပြောဆိုချက်တွေကိုယုံကြည်ပါလား။ကောင်းပြီ။လူအများစုကမယုံကြည်ကြပါဘူး။ အထူးသဖြင့်ရဲရရှိချာမရူရဆိုသူပေါ့သူဟာအံမြင့်လောက်ရက်တွေနောက်ွယ်ဟာအမှန်တရားကိုဖော်ထုတ်ရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့သူပါ CCTV မှတ်တမ်းတွေကိုပြန်လည်သုံးသပ်ဆင်ခဲ့တဲ့အခါတခုခုမှားယွင်းနေရဲဆိုတာကိုသူသတိထားမိခဲ့ပါတယ်တကယ်လို့အမ်ဟာကွိုင်းရဲ့တေဆုံးမှုအတွက်တာဝန်ရှိခဲ့မယ်ဆိုရင် သူမဘလို့လုပ်ခဲ့တယ်လဲအဖြစ်နိုင်ဆုံးနီးလန်းကတော့အစိတ်ခက်ချင်းပါပဲဒါပေမဲ့ကနအူးအစိတ်တောက်စစ်ဆေးမှုအစီရင်ခံစာမှာတော့ကွိုင်းရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်ခက်ခံရတဲ့လက္ခဏာတွေမတွေ့ရှိခဲ့ပါဘူး ပွားရဲ့စမ်းကြယ်တွေတည်ဆုံးမှုဟာသတင်းတွေထဲမှာလွှမ်းမိုးနေခဲ့ပြီးတော့ကြဲကြဲပြန့်ပြန့်အာယုံစိုက်မှုရရှိခဲ့ပါတယ်။မကြာခင်မှာပဲသတင်းဌာနရဲ့ရဲစခန်းနေရာဖုန်းနေရာဗျံမနာမြည်လာခဲ့ပါတယ်။သူတို့ရဲ့မိဆွေမိသားစုဝင်တွေဟာအံမုံတိရပြီးတော့သူမနဲ့တွေ့ဆုံပြီးအလားတူစမ်းကြယ်တဲ့အခြေအနေအောက်မှာတည်ဆုံးခဲ့ကြအောင်အစီရင်ခံချက်တွေရောက်လာခဲ့ကြပါတယ်။စိုးရိမ်မွေကောင်းတာဒီတည်ဆုံးသူအများစုဟာတည်ဆုံးချိန်မှာညှို့နှက်နေတဲ့လက်သေးတွေတွေ့ရှိခဲ့ရပါတယ်။ ီလိုတေဆုံးသူတွေ2020မတိုင်မီနဲ့2023အတွင်းမှာအနည်းဆုံး15ဦးရှိခဲ့ပါတယ်။ဟုတ်ပါတယ်။၃နှစ်အတွင်းမှာအနည်းဆုံး15ဦးပါ။အကယ်၍သူမဟာဒီပြစ်မှုတွေအတွက်တာဝန်ရှိခဲ့မယ်ဆိုရင်ဒီလောက်များတဲ့လူသတ်မှုတွေကိုဘယ်လိုများကျူးလွန်နိုင်ခဲ့ရလဲ။ပြီးတော့ဒီလောက်ကြောင်ဘယ်လိုပုံအောင်နေနိုင်ခဲ့တာလဲ။အန်ကိုဧပြီလ23ရက်နေ့2023မှာဖမ်းဆီးခဲ့ပြီးတော့သူမရဲ့အမှုအကြောင်းတည်င်းနေရတော်မီလိုပဲပြန့်နှံ့သွားခဲ့ပါတယ်။လူတွေကသူမရဲ့ဖြစ်နိုင်ရည်ရှိတဲ့တားကောင်အားလုံးအကြောင်းမှန်းဆခဲ့ကြပြီး ောက်ထပ်အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာခဲ့ပါတယ်။သူမဟာ M ကိုဘတ်ငွေ2သိန်းခွဲ American Dollar 8300ခန့်ချေငါပေးခဲ့ဘူးတယ်လို့သိရပါတယ်။သူမဟာရဲတွေကိုကန်ချာနာဘူရီပြည်နယ်ကဈေးတန်းတစ်ခုမှာ M နဲ့တွေ့ဆုံနေတဲ့အတွင်းရင်ဘတ်ထဲကြက်ခဲပြီးတော့လက်တွေထဲမှာခံစားမှုမရှိတော့တဲ့အတွေ့အကြုံရှိခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ကံကောင်းထောင်းမှစွာနဲ့ပဲသူမအောင်ချက်ချင်းဆေးရုံပို့ခဲ့ပြီးတော့အခုအခါမှာတော့ဘေးကင်းနေပါပြီ။အမကတကယ်ပဲဘလို့လူလဲဆိုတာကိုနီးနီးကပ်ကပ်ကြည့်အောင် ဖန်ဆီးခံရချိန်မှာအမ်ဟာအသက်36နှစ်ရှိပါပြီ။သူမရဲ့ယောက်ျားဟောင်းဝီရုရန်ကာဆောင်ဟာရဲတအူးဖြစ်ပါတယ်။သူတို့လက်ထပ်ပြီးနောက်ရဲနေအိမ်ယာတွေကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးတော့ကလေးနှစ်ယောက်ရခဲ့ပါတယ်။ကာလကြာလာနဲ့အမျှဝီရုဟာယာရုအစင်းစင်တိုးမြင့်ခံခဲ့ရပြီးတော့နောက်ဆုံးမှာအရာရှိဘုံမှုကြီးအဖြစ်သို့ရောက်ရှိလာခဲ့ပါတယ်။ဒီလောက်ကန်အောင်မြင်မှုဟာမိသားစုအတွက်ပိုကောင်းတဲ့လူနေမှုဘဝအောင်ယူဆောင်လာခဲ့ပြီးတော့အိမ်အစ်တစ်လုံးစီကိုပြောင်းရွှေ့ဖို့လှုပ်ဆော်ပေးခဲ့ပါတယ်။ M နဲ့ဝီရုတို့ဟာ2020မှာကွာရှင်းခဲ့ကြပေမဲ့သူတို့ရဲ့ကလေးတွေအတွက်နီးကပ်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားခဲ့ကြပါတယ်။ M ဟာလူတက်မှုစွဲမှတ်တာကိုဘယ်အချိန်မှစတင်ခဲ့တယ်လဲဆိုတာကိုမရှင်းလင်းပေမဲ့ M နဲ့တန်တရားရှိစရာတားကောင်တွေ10ဦးကျော်ထဲမှာတယောက်ကတော့သူမနဲ့မကြသေးမီယာမှာရည်စားဖြစ်ခဲ့လို့သိရပါတယ်။ဒီမှာ M နဲ့ပတ်သက်နေတဲ့စမ်းကြယ်တဲ့အခြေအနေတွေအောက်မှာတေဆုံးမှုတွေအများကြီးရှိနေတာကိုတင်တွေ့ရမှာပါ။သူမရည်စားရဖြစ်စဉ်ကခွိုင်းရဲ့စမ်းကြယ်တဲ့တေဆုံးမှုမတိုင်မီတလားလို့မှာပါ။ အမြင့်ရီးသားဟာမစ္စတာဒေးပါဒေးဟာ2023ခုနှစ်မတ်လ12ရက်နေ့မွန်းလွဲတနအီဘွဲမှာတန်တရားဖြစ်ပွဲအခြေအနေအောက်မှာတည်ဆုံးခဲ့ပါတယ်ခန္ဓာဗေဒပညာရှင်ဟာတည်ဆုံးရခြင်းအကြောင်းရင်းကိုနှလုံးနဲ့အဆုတ်ပြက်စီးမှုလို့ဖော်ပြခဲ့ပါတယ်ဒေးတည်ဆုံးချိန်မှာရဲတွေစီကိုဖုံးစက်ခဲ့သူဟာအမ်ပါသူမဟာအဲ့ဒီအချိန်မှာမစ္စတာဒီရဲ့ခလေးကိုကိုဝင်ဆောင်နေရတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့မတမာမှုကိုတော့ဘယ်သူမှတန်တဲ့ရမဝင်ခဲ့ကြပါဘူး။နောက်ပိုင်းမှာမစ္စတာဒီတည်ဆုံးတဲ့ညမှာပဲ အမ်ဟာသူမရဲ့မိတ်ဆွေရင်းနဲ့အတူသူမမွေးနေ့ကိုဆင်နွှဲဖို့အတွက်ထွက်သွားခဲ့တယ်ဆိုတာကိုဖော်ထုတ်ခဲ့ပါတယ်။အမ်ဟာဒေးတည်ဆုံးပြီးရက်အနှဲငယ်ကြာမတ်လ18ရက်နေ့2023မှာဒီရဲ့ရွှေငွေလက်ဝတ်ရတနာတွေကိုပေါင်ထားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးသူမထိန်းချုပ်ယူခဲ့ပါတယ်။သူမအဲ့လိုလုပ်တာကိုမစ္စတာဒေးရဲ့မိသားစုကတန်တရားမဝင်ခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့အမ်ဟာဒီရဲ့ကလေးကိုကိုဝင်ဆောင်နေတယ်လို့ယုံကြည်ထားပြီးတော့ဒီရဲ့ပိုင်ဆိုင်မှုအားလုံးကိုအမွေဆက်ခံတဲ့နယ်လို့ထင်ခဲ့ကြလို့ပါ။ ဒီရဲ့ရင်းနှီးတဲ့မိတ်ဆွေတယောက်နာမည်မဖော်လို့သူကသူ့ရဲ့တေဆုံးမှုအကြောင်းရင်းကိုစိတ်ဝင်စားခဲ့ပါတယ်။အထူးသဖြင့်အမ်ကဒီရဲ့အခန်းကိုပြင်ဆင်ပြီးသူ့ပစ္စည်းတွေအားလုံးကိုဖယ်ရှားခဲ့တဲ့အတွက်စိတ်ဝင်စားခဲ့ပါတယ်။မီဒီယာတွေကဒီလူနဲ့စကားပြောခဲ့ပါတယ်။သူ့ကိုမစ္စတာကွန်လို့ခေါ်ကြပါစို့။သူကမစ္စတာဒီကိုငယ်စဉ်ကတည်းကသိခဲ့သူပါ။အမ်လွယ်ထားတဲ့ကိုယ်ဝင်ကသူ့ရဲ့မိတ်ဆွေဒီနဲ့ရခဲ့တဲ့ကလေးလို့သူအပြည့်အဝယုံကြည်ပါတယ်။သူတို့က2022ခုနှစ်ဒီဇင်ဘာလရည်သားရှာဖွေ app ကနေ M နဲ့တွေ့ဆုံခဲ့ကြပါတယ်။ M ဟာငွေချင်းကားတဲ့လုပ်ငန်းနဲ့ပါဝင်နေတဲ့အကြောင်းကားတွေ၊မြေတွေကိုပေါင်နှံပြီးတော့ stock share ကုန်သွယ်မှုတွေလုပ်နေရဲဆိုတာမကြာခဏခုံဝင်ကြွားစွာပြောလို့ရှိပါတယ်။သူမရဲ့ယောက်ျားဟောင်းဒူဥက္ကဋ္ဌဖြစ်နေရဲလို့မကြာခဏပြောလို့ရှိပြီးတော့အကယ်၍ပြဿနာတစ်ခုပေါ်လာရင်သူ့ကိုဖြည့်ရှင်းဖို့အားကိုးနိုင်တယ်လို့ညွှန်းဆိုခဲ့ပါတယ်။နောက်ထပ် D ရဲ့မိဆွေတယောက်ကတော့မေးပါသူမဟာဒီကသူ့ကို M နဲ့ပထမအောင်ဆုံးအချိန်မိတ်ဆက်ပေးခဲ့တဲ့နေ့အကြောင်းပြန်ပြောပြခဲ့ပါတယ်။မလ17ရက်နေ့ အလောက်ကနေပြန်လာပြီးတော့သူမအိမ်ကစကြင်ကြောက်ခုံမှာဒီနဲ့အမျိုးသမီးတယောက်ထိုင်နေတာကိုမြင်ခဲ့ရပါတယ်။အစာပိုင်းမှာဒီအမျိုးသမီးကဘသူလဲဆိုတာကိုတွေးမိခဲ့ပေမဲ့ဒီကသူ့ရီးစားဟာဒီနေ့လာမယ်လို့ပြောထားတာကိုမှတ်မိခဲ့ပါတယ်။ကိုန်ကဒီရဲ့ပြုတ်မှုထူးဆန်းနေရပြင်းထန်ပြီးစကားမများတာသူ့ရဲ့ပုံမှန်ပျော်ရွှင်တတ်တဲ့ပုံစံမဟုတ်တာကိုသတိထားမိခဲ့ပါတယ်။သူတို့နှစ်ယောက်အတူထိုင်နေချိန်မှာအမ်ကဒီထက်ပိုပြောနေပါတယ်။ဒီရဲ့နေရာတွေအကြောင်းသူ့ကိုလိုက်ရှာနေတဲ့အမျိုးသမီးရဲ့ရှိလားဆိုတာမေးနေပြီး ဒီကမတည်ဘူးလို့ဖြေခဲ့ပါတယ်။သူသေဆုံးတဲ့နေ့မှာ M ကမေယိုဒီမှာတခုခုမှားနေရဲ့လို့ပြောခဲ့ပါတယ်။သူဟာသွေးတွေအလွန်ကျွံထွက်နေရဲ့ဆိုပြီးပါမေရောက်လာတဲ့အခါရဲတွေဝင်းမလာခင်မှာတခြားသူတွေနဲ့ M တို့ကိုအခန်းထဲမှာတွေ့ခဲ့ရပါတယ်။ဒီဟာအတွင်းကဘောင်းမီတထဲနဲ့လဲလျောင်းနေပြီးတော့ဗစက်မှာသွေးဆုံးနေရှိနေပါတယ်။သူမသတိထားမိတာဒီရဲ့လက်သေးတွေညုံနှက်နေပေမဲ့ခန္ဓာကိုယ်ကနှွေးနေသေးတာပါ။ထိုအချိန်မှာဒီဟာဆုံးပြုတ်ခံထားရတာတို့မဟုတ် မူးယစ်ဆေးပွားတုံးဆွဲရဖြစ်နိုင်တယ်လို့သူမထင်မိခဲ့ပါတယ်။ဒါအပြင်မေယဒီဟာငွေသားအများပြားစောင့်ထားလိရှိပေမဲ့တည်ဆုံးတဲ့နေ့မှာသူ့အိတ်ကတ်ထဲမှာဘန်းငွေ၁၀ကျပ်အောက်သာတွေ့ရတယ်လို့ပြောခဲ့ပါတယ်။မစ္စတာဒီသူ့မိတ်ဆွေတွေကိုအကြိမ်ကြိမ်ပြောပြဘူးတာအမဟာတကယ်တော့တခြားတစ်ယောက်ကိုတတ်တာသူတကယ်တွေ့ဘူးတယ်။သူမမကောင်းဆိုးအမျိုးသမီးလို့ဖော်ပြဘူးတယ်ဆိုတာပါပဲ။အခုဒီရဲ့မိတ်ဆွေတွေကသူ့တည်ဆုံးမှုကိုအလွန်စိတ်ဝင်စားနေကြလို့သူတို့ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်ကြပါတယ်။ ဒီအချိန်မှာပဲသူတို့ရဲ့စိတ်ကိုလှုပ်ခတ်သွားစေတဲ့အရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြတာပါ။စာတန်းကတ်ထားတဲ့ပလင်းတစ်လုံးမှာအဲ့ဒီမှာ UN 1680ဒါမှမဟုတ်ပိုတက်ဆီယမ်ဆိုင်ယာနိုက်လို့အမှတ်အသားပြုထားပါတယ်။ဆိုင်ယာနိုက်ဟာအလွန်အစိပ်ပြင်းတဲ့ဓာတ်ပေါင်းတစ်ခုဖြစ်ပြီးတော့ထိတွေ့မှုပြုပြီးမိနစ်ပိုင်းအတွင်းမှာနေတေဆုံးနိုင်ပါတယ်။ဒါကြောင့်အဆိုးအဝါဆုံးအစိပ်တောက်တီတွေကတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။၎င်းဟာအနံ့မရှိ အရသာမရှိပါဘူး။ဒါကြောင့်အစားအစာဒါမှမဟုတ်အရေထဲမှာရောနှောထားရင်သိရှိဖို့ခက်ခဲစေပြီးတော့ တားကောင်နေရသတိမထားမိခင်မှာပဲအသက်ဆုံးရှုံးရတာပါအသက်ရှူရခက်ခဲခြင်းစိတ်ရှုပ်ထွေးခြင်းသတိလျခြင်းစတဲ့လက္ခဏာတွေအလင်းမြန်ဖြစ်ပေါ်လာပြီးတော့15မိနစ်အတွင်းမှာတည်ဆုံးနိုင်ပါတယ်ဆိုင်ရာ၌အစိတ်တွေကိုသွေးနဲ့တ िश ူးနမူနာများစစ်ဆေးတဲ့အခါမှာအစိတ်ရှိနေမှုကိုအတည်ပြုဖို့ခက်ခဲပါတယ်ထိုင်းနိုင်ငံမှာဆိုင်ရာ၌ကိုအဓိကအားဖြင့်တက်တူတူဖော်ရေးလုပ်ငန်းတွေမှာရွှေနဲ့ငွေထုတ်ယူဖို့ဆိုင်ယာနိုက်ဒေးရှင်းလို့ခေါ်တဲ့လုပ်ငန်းစဉ်တွေအတွက်အသုံးပြုပါတယ် ထို့ပြင်ဆိုင်ယာနိုက်ကိုလျက်ကူးပစ္စည်းများကိုရွှေဒါမှမဟုတ်ငွေနဲ့ဖုံးအုပ်ဖို့ electroplating လုပ်ငန်းတွေမှာအသုံးပြုပါတယ်။အသုံးပြုမှုကိုစီကံထိန်းချုပ်ထားပေမဲ့ဆိုင်ယာနိုက်ဓာတ်ပေါင်းအချို့ပိုးသက်စေးနဲ့မီးခုံးငွေထုတ်စေးတချို့မှာလည်းအသုံးပြုနိုင်ပါသေးတယ်။မှုခင်းဆေးပညာရှင်အဖွဲ့အား M နဲ့သူမရဲ့ယောက်ျားဟောင်းတို့အတူမောင်းနေခဲ့တဲ့ကားထဲမှာဆိုင်ယာနိုက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီနောက်မှာသူတို့ဟာသူမရဲ့ယောက်ျားဟောင်းရဲ့အိမ်မှာရှာဖွေဝရမ်းရယူပြီးတော့အကောင့်ထဲပေါ်ခဲ့ကြပါတယ်။ နာမည်မရေးထားတဲ့စေးဝါးအများပြားနဲ့စေးတောင်အခွန်တွေကိုတွေ့ရှိခဲ့ကြပါတယ်။သူမရဲ့ယောက်ျားဟောင်းဟာဒီပစ္စည်းတွေကိုဒီလိုပဲပုံပြီးထားတယ်ဆိုတာသူမမသိဘူးလို့ညင်းဆိုခဲ့ပါတယ်။အလားတူတွေ့ရှိမှုတွေကိုသူမရဲ့အမေအိမ်မှာလည်းတွေ့ရှိခဲ့ပါတယ်။ဒီပစ္စည်းအားလုံးကိုဆိုင်ယာနိုက်ဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။2023ခုနှစ်မေလမှာရာချာပူရီပြည်နယ်ကဘန်ပောင်ရဲစခန်းမှာကွိုင်းရဲ့ခန္ဓာကိုစစ်ဆေးမှုအစီရင်ခံစာရောက်ရှိလာခဲ့ပါတယ်။အစီရင်ခံစာကကွိုင်းရဲ့ခန္ဓာကိုယ်ထဲမှာဆိုင်ယာနိုက်ရှိနေကြောင်းအတည်ပြုခဲ့ပါတယ်။ အမ်ဟာကွိုင်းရဲ့တေဆုံးမှုနဲ့ပတ်သက်လို့ရဲရီနဲ့နောက်ထပ်စကားပြောဖို့ညှင်းဆိုခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့အချိန်မှာအမ်ဟာကွိုင်းဟာဆိုင်ယာနိုက်ရောထားတဲ့မူးယစ်ဆေးဝါးတောက်ချင်တယ်ဆိုလို့သူမဟာကွိုင်းရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းပေးခဲ့တာပါဆိုပြီးပြောခဲ့ပါတယ်။သူမဟာဆိုင်ယာနိုက်ကိုသူမရဲ့ယခုတေဆုံးသွားပြီဖြစ်တဲ့ရီးသားစီကနေရရှိခဲ့တာလို့ဆိုပါတယ်။ကျွန်တော်ကျင်းစီပြောနိုင်တာဒီလိုအကြောင်းအရာတွေကိုဖန်တီးလို့မရပါဘူး။ဒီမိမပါဇက်ကထွက်လာတဲ့စကားတွေဟာလုံးဝမယုံနိုင်ကြပါဘူး။သူမကလူတွေကိုတုံးရကြတယ်လို့ထင်နေရဲ့ တရဖမ်းမိတဲ့အချိန်မှာတော့လူတိုင်းကသူ့ပတ်ဝန်းကျင်မှာဆိုင်ယာနိုက်အစိတ်နဲ့တေဆုံးနေကြတာကိုအလွယ်တကူဖြစ်နိုင်တယ်လို့ဆိုနေတော့မှာပဲဒီမိမအကိုကျွန်တော်နားမလည်နိုင်ပါဘူး။သူမကနှုတ်ပိတ်နေတင်တာပဲ။ဒီလိုဆိုရင်သူ့ရဲ့ရှေ့နေကသူ့ကိုကူညီဖို့တခုခုလုပ်နိုင်ရင်ရှိလာမှာပါ။ရဲတွေကတားကောင်အားလုံးစစ်ဆေးပြီးဆက်နွယ်မှုတွေကိုမြေပုံဆွဲကြည့်ခဲ့ကြပါတယ်။သူတို့တွေ့ရှိတာသူတို့တယောက်ချင်းစီကဘလို့ပဲဖြစ်ဖြစ်အမ်နဲ့ဆက်ဆက်နေရဆိုတာပါပဲ။အဓိကကတော့ငွေကြေးဆိုင်ရာဆက်နွယ်မှုတွေကနေပါ။ ဒါပေမဲ့ကျွန်တော်တို့ကတော့တားကောင်အများပြားတကယ်တော့ရဲတွေဖြစ်နေရဲဆိုတာမယုံနိုင်စရာပါသူတို့ဟာအမ်မင်းယောက်ျားဟောင်းကနေတဆင်အမ်မင်းတွေးဆောင်ခဲ့ကြတာပါရဲတွေတောင်လုံခြုံမှုမရှိရင်ဘယ်သူမှလုံခြုံမှုမရှိနိုင်ဘူးဆိုတာပါပဲအမ်ဟာအထက်တန်းကျောင်းကမိတ်ဆွေတွေကိုတောင် ပြစ်မှတ်ထားခဲ့ပါတယ်သူမရဲ့များပြားလာတဲ့လက်ကွက်တွေတည်းကတခုကတော့ချင်းဝင်စူးစောင်းရဲ့အသင်းဒါမှမဟုတ် Rose ကပါပဲ Rose ကဆိုတာအဖွဲ့ဝင်တွေကပုံမှန်အားဖြင့်တတ်မှတ်ထားတဲ့ငွေပမာဏကိုစုပေါင်းထည့်ဝင်ကြပြီးတော့အလှည့်ကျအဖွဲ့ဝင်တဦးစီကိုဖြန့်ဝေပေးတဲ့စနစ်ဖြစ်ပါတယ်။ဒီစနစ်ဟာအဖွဲ့ဝင်တွေအကြားယုံကြည်မှုအပေါ်မှီခိုပြီးတော့အတိုးမပါဝင်တာကြောင့်ပုံမှန်ချင်းငွေယူခြင်းအတွက်လန်လန်းမီရဲ့အခြားရွေးချယ်စရာတခုဖြစ်စေပါတယ်။ Rose ကစနစ်တွေဟာအရှိတောင်အာရှမှာအထူးသဖြင့်ရေပန်းစားပြီးတော့အဓိကအသုံးရိပ်တွေဒါမှမဟုတ်အရေးပေါ်အခြေအနေတွေအတွက်စုဆောင်မှုတဦးချင်းစီကိုအူညီပေးပါတယ်။ဒါဟာဘန်လုံငန်းနဲ့အာမခံခြင်းရဲ့ အခြားပုံစံတစ်မျိုးဖြစ်ပြီးတော့လူတအူးချင်းစီကိုအပြန်အလှန်ကူညီပေးတဲ့စုပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Rose ကအမြင့်များစွာသောလှည့်ကွက်တွေရဲ့အဓိကအချက်ဖြစ်ပေမဲ့သူမဟာတားကောင်တွေကိုပြစ်မှတ်ထားဖို့အတွက်တခြားငွေကြီးဆိုင်ရာလှည့်ကွက်တွေကိုလည်းအသုံးပြုခဲ့ပါသေးတယ်။ပြီးတော့အမ်ဟာတခြားငွေချေးငားတဲ့လိန်လယ်မှုတွေလောင်းကစားရည်နဲ့လည်းဆက်ဆက်နေပါတယ်။တကယ်တော့ဒီလှုပ်ဆောင်မှုတွေအားလုံးမှာငွေကိုသူမဟာပဲသူ့အိတ်ထဲကိုထည့်သွားတာပါ။တခြားတန်မိုးရှိတဲ့အရာတွေလည်းပါတာပေါ့။ တယောက်ယောက်ကအမ်ကချမ်းသာတဲ့သူတွေကိုပြစ်မှတ်ထားတယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့အဲ့လိုမဟုတ်ပါဘူး။သူမဟာစိတ်ပြအားငယ်ပြီးအကူအညီလိုအပ်နေတဲ့သူတွေကိုပြစ်မှတ်ထားခဲ့ပါတယ်။သူမဟာဘယ်လက်ကွက်ကိုဘယ်အခြေအနေအတွက်သုံးရမလဲ။ဘယ်ပြစ်မှတ်ကိုသူမရဲ့ငွေကြေးအမြတ်ဆုံးအများဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတာကိုသိပုံရပါတယ်။သားကောင်ရဲ့လက်ထဲမှာရှိနေတဲ့ပမာဏထက်ပိုပြီးအောင်လုပ်ခဲ့တယ်။သူမဟာလူတဦးချင်းစီအပေါ်ရိုးစကာကိုအသုံးပြုပြီးတော့စမ်းသပ်ခဲ့တယ်။သူတို့မှာလုံလောက်တဲ့အပိုငွေရှိမရှိ စမ်းစစ်ဖို့အတွက်ပါ။တားကောင်တယောက်ကိုသူမစီစစ်ပြီးသွားရတယ်။သူတို့ငွေပို့ပြီးရနိုင်မယ်လုပ်ငန်းတစ်ခုမှရင်းနှီးမြှုပ်နှံမှုဒါမှမဟုတ်ရင်းတစည်းကိုအကျွေးအာမခံအဖြစ်ထားပြီးတော့ငွေချေးနိုင်တဲ့အခွင့်အလမ်းလိုမျိုးနီးလန်းမျိုးစုံနဲ့သူတို့ဆွဲဆောင်ခဲ့ပါတယ်။ဒီအကျွေးအာမခံပစ္စည်းဟာတားကောင်ကမတိလိုက်ပဲတည်ဆုံသွားတဲ့အခါဆုံးရှုံးသွားခဲ့တာပါ။ဒီလိုတားကောင်တယောက်ရဲ့ဥပမာ Miss Natara ဖြစ်ပါတယ်။သူမရဲ့အမှုဟာဩဂုတ်လ2020မှာဖြစ်ပွားခဲ့ပါတယ်။ Natara ဟာ Honda Civic ကားတစ်စီးကိုပိုင်ဆိုင်ထားပါတယ်။ အမ်မြင့်အကြံပေးချက်အရာဘန်းငွေတသိန်းခွဲအတွက်ဒီကားကိုသူမပေါင်ထားခဲ့ပါတယ်ပြီးတော့သူတို့ဟာအတူတူအရက်တောက်ကိုထွက်လာခဲ့ကြပါတယ်အဲ့ဒီညမှာပဲနာတာရာကိုရေချိုးခန်းထဲမှာမျက်နှာအောက်ဆိုင်လျက်နဲ့တွေ့ရှိခဲ့ရပြီးတော့သူမရဲ့မျက်နှာညုံမဲနေအောင်တွေ့ခဲ့ရပါတယ်အဲ့ဒီအချိန်မှာမိသားစုကမတမာမှုကိုတန်တရားမဝင်ခဲ့ကြပါဘူးဆရာဝန်ရဲ့တေဆုံးရခြင်းအကြောင်းရင်းကိုတွေးလည်ပတ်မှုနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပျက်စီးမှုလို့ညွှန်ပြခဲ့လို့ပါအဲ့ဒီအချိန်နာတာရာနဲ့အမ်လို့တီးခဲ့ကြတာလေးလခန့်ရှိခဲ့ပါပြီ။ အစာပိုင်းမှာရိုးစကာကနေဆက်သွယ်ခဲ့ကြတာပါဒါပေမဲ့ဒီမှာလူရီကိုအံ့ဩစရာဖြစ်တာကတော့သူမတည်ဆုံသွားတဲ့အခါမှာကုမ္ပဏီတစ်ခုကသူ့မိသားစုကိုဆက်သွယ်ပြီးနာတာရာကားကိုပေါင်ထားကြောင်းအတိပေးခဲ့တာပါပဲဒီလိုနီးလန်းနဲ့ပြတ်မှတ်ထားခံခဲ့ရတဲ့မိသားစုဝင်တွေဟာချစ်ရတဲ့သူတွေကိုဆုံးရှုံးရုံသာမကပဲကားကိုပြန်လည်ရယူဖို့ငွေထပ်ပေးရခြင်းကြောင့်ဝမ်းနဲ့ပူဆွေးခဲ့ကြရပါတယ်ဒီငွေတွေကဘယ်နေရာကိုရောက်သွားတယ်ဆိုတာကိုမိသားစုဝင်တွေမသိခဲ့ကြပါပဲတကယ်တမ်းတော့ဒီငွေတွေက MC ကိုရောက်ရှိနေခဲ့တာပါ အမဟာသားကောင်ကိုကြိုတင်လှည့်စားပြီးတော့ငွေကိုသူမစီမှာထားရဖို့ခွင့်ပြုခဲ့တာပါပြီးတော့သူမဟာသူ့ပြမှတ်တွေကိုဖယ်ရှားဖို့အလုံးမြင်းမြန်ဆန်းဆန်းလှုပ်ဆောင်သွားတာကြောင့်သူ့ရဲ့မိသားစုဟာဒါကိုဘယ်တော့မှမသိခဲ့ကြပါဘူးပြီးတော့တေကြာတာကတော့အမဟာပတ်စံဒီအားလုံးနဲ့အတူပျောက်ကွယ်သွားခဲ့တာပါပဲဒီလိုကိစ္စတွေထပ်ခါတခါဖြစ်ပွားနေခဲ့ပေမဲ့ကားရည်နဲ့ပတ်သက်တဲ့လှည့်ကွက်မှာကျွန်တော်တို့တကယ်အံအားသင့်စေခဲ့တာအံပြစ်မှတ်ထားတဲ့တားကောင်အချို့ရဲ့မိသားစုဝင်တွေကမော်တော်ယာဉ်တွေကိုပြန်လည်ရယူ ဈေးနှုန်းမတက်နိုင်ကြဘူးဆိုတာပါပဲ။ဒါကြောင့်အန်ဟာသူ့ရဲ့ရင်းတွေကိုဆက်လက်ပိုင်ဆိုင်ခွင့်ရသွားပြီးတော့ကြံရှိနေတဲ့မိသားစုဝင်တွေကိုပူဆွေးတော့ကရောက်စေခဲ့ပါတယ်။ဒီကိစ္စအားလုံးထဲမှာအရွက်အတိုက်ဆုံးအပိုင်းကတော့အန်ဟာတားကောင်ရဲ့မိသားစုဝင်တွေစီကထပ်ဆောင်းငွေတောင်းမှု ရှိနေတဲ့ရက်ကိုငားရမ်းခဲ့တာပါပဲ။ဒါဟာသူ့ရဲ့ငွေကြေးအခက်ခဲကိုထပ်မံအခွင့်ကောင်းယူတာပါ။ကျွန်တော်လဲတွေးမိတာသူမရဲ့ရှေ့နေရဒီလက်ခွက်တွေမှာတမင်တကာပါဝင်နေတာဒါမှမဟုတ်ပတ်စံအတွက်မျက်နှာလွှဲထားသလားဆိုတာပါပဲ ါကမေးခွန်းထုတ်เสียဖြစ်ခဲ့ပါတယ်။အမ်မြက်ဒီလူသက်မှုတွေကျူးလွန်ရခြင်းနီလန်ရောသူမဟာသူ့ကိုဖះအကြောင်းနေဘာသာရေးအခမ်းအနားတွေဘီရင်ဟောတဲ့နေရာတွေထမင်းစားပွဲတွေကိုဖိတ်ခေါ်ခဲ့တာပါပဲ။သူတို့တွေတယောက်နဲ့တယောက်တွေ့ဆုံကြတဲ့အခါမှာအမ်ဟာသူတို့ကိုအစားအစာနဲ့အဖျော်ယမကာတွေကိုကမ်းပေးခဲ့ပါတယ်။ဒါပေမဲ့ဒါတွေကဆိုင်ယာနိုက်အစိတ်ရောထားတာတွေပါ။ကိုဗစ် -19 ကပ်ရောဂါကာလအတွင်းမှာသူမဟာသူ့သားကောင်တွေကိုဈေးဝါးတွေဝိတ်ချဈေးတောင်တွေထောက်ပံ့ပေးခဲ့ပါတယ်။အဲထက်ကအများစုဟာဆိုင်ယာနိုက်အစိတ်ပါဝင်ပါတယ်။ တကယ်တော့ဒါလန့်စရာကောင်းပါတယ်။တင်မိတ်ဆွေတယောက်ကပြင်ဆင်ပေးထားတဲ့ကော်ဖီကိုတော့တောက်ဖို့နှစ်ကြိမ်တိုင်တိုင်စဉ်းစားရမယ့်အခြေအနေပါ။ရဲတွေကဆိုင်ယာနိုင်ကြောင့်တည်ဆုံးခဲ့ရတဲ့သူမရဲ့တားကောင်တွေကိုဆက်လက်ရှာဖွေနေပါတယ်။ဥမာတယောက်က2023ခုနှစ်ဧပြီလ1ရက်နေ့မှာမကြသေးမီကတည်ဆုံးခဲ့တာပါ။ CCTV မှတ်တမ်းတွေကအမ်ဟာဖះချောင်းတစ်ခုမှာရဲအရာရှိနီပါဘေးမှာထိုင်နေတာကိုပြသနေပါတယ်။ထိုချင်းကနီပါကအမ်ကိုငွေချေးပေးခဲ့ပြီးတော့အမ်ကသူမကိုဖះချောင်းတစ်ခုမှာဘေးထဲမေးဖို့ခေါ်သွားခဲ့တာပါ။ ပြီးတော့အဲ့ရဖြစ်လာခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေကအမ်ဟာဆိုင်ယာနိုက်ကိုဘလို့ရနိုင်ခဲ့တယ်လဲဆိုတာကိုသိရှိဖို့စုံစမ်းခဲ့ကြပါတယ်။အန်ဟောစရာကောင်းတာကဆိုင်ယာနိုက်ကိုဗန်ကောက်မြို့လေကောင်းမှာရောင်းချနေတဲ့ဆိုင်တဆိုင်ချီယာခံနိုင်ခဲ့ကြပါတယ်။တကယ်တော့အဲ့ဆိုင်ဟာပလင်းထောင်ကားကျော်ရောင်းချခဲ့ပြီးအွန်လိုင်းကနေဝယ်ယူဖို့လွဲကူတယ်ဆိုတာကိုထင်ရှားလာခဲ့ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာအစိတ်ခတ်တက်တဲ့သူတွေဘလောက်တောင်ရှိနေုံမလဲဆိုတာကိုတွေးမိစေပါတယ်။အမ်ဒွတ်တားကောင်နေစီကအမျက်ထုတ်နိုင်မဲ့နောက်ထပ်နီးလန်းတစ်ခုကတော့ အတက်အာမခံအနေဖြစ်ပါတယ်ပုံမှန်အားဖြင့်လူတစ်ယောက်ကအတက်အာမခံ policy တခုရယူပါလိမ့်မယ်အကယ်၍အဲ့ဒီလူသားတည်ဆုံးခဲ့ရင်အမ်ဟာဘဝအာမခံငွေပေးချေမှုကိုခံစားပိုင်ခွင့်ရှိသွားမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလူဟာတဘာဝအလျောက်တည်ဆုံးမှသာဖြစ်နိုင်ပါတယ်ဆာယာနိုင်ကိုတုံးပြီးတော့တက်ချင်းဟာတဘာဝအတိုင်းတည်ဆုံးနိုင်လို့ဖြစ်နိုင်ပါတယ်တည်ဆုံးသွားတဲ့သူတွေကိုဆာယာနိုင်အစိတ်တီးတန့်စစ်ဆေးမှုမပြုလုပ်ပါသူတို့အားလုံးတဘာဝအတိုင်းတည်ဆုံသွားတဲ့အောင်ထင်ရပြီးတော့အမှန်ငွေပေးချေမှုတွေအကုန်လုံးကိုလက်ခံနေခဲ့ပါတယ် ဒီလက်ကွက်အားလုံးနဲ့အတူအမ်ဟာသူ့သားကောင်တွေစီကနေတိမ့်တဲ့ချီရဲ့ဒေါ်လာတွေကိုလှည့်စားခဲ့တယ်လို့တန်တရားရှိရပါတယ်။ရဲတွေကဘတ်ငွေ88တန်း၊ American Dollar 2.3တန်းနဲ့အတူဘဏ်အကောင့်180ကိုတွေ့ရှိခဲ့ပါတယ်။ Nation Thailand သတင်းရပြောရရင်သူမဟာပိုပြီးချမ်းသာနိုင်ပါသေးတယ်။ဒါပေမဲ့သူမရဲ့လောင်းကစားဆွဲလမ်းမှုကြောင့်သူမရဲ့ငွေကြေးအများအပြားကိုဆုံးရှုံးနေရှိခဲ့တယ်လို့ဆိုကြပါတယ်။တေချာတာကတော့သူမရဲ့ငွေ အားလုံးဟာအတိအကျပြောရရင်သွေးငွေတွေဖြစ်နေတာပါပဲ။ ရဲဘော်ချုပ်ကြီးဆူရက်ကကွိုင်းရဲ့ပိုင်ဆိုင်မှုတွေဟာအံမြင့်နယ်မယ်နဲ့ပေါင်ထားတဲ့ဆိုင်မှာရှိနေတာကိုကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။ဒါကသူမအဖမ်းခံရချိန်မှာတက်တည်တခုဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဖမ်းဆီးခံရချိန်မှာသူမဟာမြည်သည့်ကိစ္စအောင်မှဝန်ခံခဲ့ခြင်းမရှိပါဘူး။ရဲတွေကအံမြင့်ယောက်ျားဟောင်းနဲ့သူမရဲ့ရှေ့နေဦးတော်ဖမ်းဆီးခဲ့ပေမဲ့နောက်ပိုင်းမှာတရားရုံးကသူတို့နဲ့အံချာတိုက်ရိုက်ဆက်သွယ်မှုကိုမတွေ့ခဲ့ကြတာကြောင့်သူတို့ရဲ့အမှုတွေကိုပယ်ဖျက်ခဲ့ပါတယ်။အခုအံကိုတည်တံပေးနိုင်ပါလားဖြစ်နိုင်ပါတယ် ရဲဘော်ချုပ်ကြီးဆူရက်ကသူမောက်ကိုစိတ်မနှံ့သူအသီးစိတ်မရှိသူဒါမှမဟုတ်ပြစ်မှုအပေါ်နောင်နာရရှိမှုမရှိသူအဖြစ်နဲ့ဖော်ပြထားပါတယ်။သူမောက်ကိုအပြစ်ရှိကြောင်းတရားရုံးကစီရင်ခဲ့မယ်ဆိုရင်ထိုင်းနိုင်ငံတမိုင်းတစ်လျှောက်အဆိုးရွားဆုံးဂွင်းဆက်လူသံတမဖြစ်လာနိုင်တယ်လို့သူကပြောခဲ့ပါတယ်။ထိုင်းနိုင်ငံမှာတည်တံ့ချမှတ်မှုဟာရှားပါးပင်မဲ့အမြင့်အပြုတ်မှုကတော့ချွင်းချက်ဖြစ်နိုင်ပါတယ်။နောက်ဆုံးတည်တံ့ကို2018ခုနှစ်မှာကြာခံစေခဲ့ပြီးတော့2009ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ M ကအပြစ်မရှိကြောင်ညင်းဆိုမယ်ဆိုရင်သူမဟာတေတန်စားတသက်တကျွန်းထောင်တန်နဲ့ရှောင်လွဲနိုင်ပါလိမ့်မယ်။ဘိုးချုပ်ကြီးစူရက်ကထောက်ပြခဲ့သလိုပါပဲ။ဝင်းဆက်လူသက်သမားတွေကတေစီတီထောင်ထဲမှာပဲရှိနေတဲ့မှာလေ။ဘာလို့လဲဆိုတော့ဒီလိုလူတွေဟာဒုအဖွဲ့စည်းနဲ့အတူရှင်တွဲနေထိုင်လို့မဖြစ်နိုင်လို့ပါ။ M ကိုဖမ်းဆီးတဲ့နောက်ဟာသူမဟာကိုဝင်လေးလာရှိပါတယ်။ဒါပေမဲ့လာအနေငယ်ကြာထောင်ထဲမှာပဲကိုဝင်ပြက်ကြခဲ့ပါတယ်။ ူးမှုကွန်ရက်ပေါ်မှာတော့သူ့အပေါ်မနာလိုဝေဖန်မှုတွေပြင်းထန်ခဲ့ပြီးတော့တချို့ကတော့ကလေးပြက်ကြတာကောင်းတယ်ဆိုတဲ့အထိကြမ်းတမ်းစွာရေးသားခဲ့ကြပါတယ်။ဒါဟာအံဩစရာမရှိပါဘူး။ဘာလို့လဲဆိုတော့သူမရဲ့တားကောင်အချို့ဟာမိသားစုရဲ့အဓိကစားဝတ်နေထောက်ပံ့သူတွေဖြစ်နေခဲ့ပြီးတော့တဦးကတော့အကြသေးခင်ကပဲကလေးမွေးဖွားခဲ့သူပါ။အမ်က2015ခုနှစ်ကတည်းကလူရီကိုလှည့်ပြားပြီးတက်ဖြတ်ခဲ့တာဖြစ်ကနှစ်ပေါင်းများစွာဖော်ထုတ်မခံခဲ့ရပါဘူး။ လေးလာတွေ့ရှိချက်တွေအားအမျိုးသမီးလူသက်သမားတွေဟာယင်းနည်းရဲ့ဆက်ဆံရေးရနဲ့အကျိုးအမြတ်ရယူလေးရှိပြီးတော့အမျိုးသားလူသက်သမားတွေကတော့အကြမ်းဖက်မှုဒါမှမဟုတ်မကောင်းတဲ့စိတ်ဆန္ဒတွေကြောင့်လူသက်မှုကိုကျူးလွန်တတ်ပါတယ်။ဒါပေမဲ့မြည်သည့်ရည်ရွယ်ချက်ပဲရှိရှိသူမရဲ့တပ်ဖြတ်မှုအရေအတွက်ကတော့သူ့ကိုတခြားခွင်းဆက်လူသက်သမားတွေနဲ့ဒန်းတူထားစေပါတယ်။ဒါကြောင့်မိတ်ဆွေတို့ရေနောက်တစ်ခါထိုင်းမှာတစုံတဝူကိုတွေ့တဲ့အခါအထူးသဖြင့်တင်စားမယ့်အစားအစာနဲ့တောက်စရာတွေထဲမှာဘာပါနေသလဲဆိုတာကိုသေချာသိဖို့အရေးကြီးပါတယ်။ ဆိုင်ယာနိုက်အစိပ်ပြင်းကိုအလွယ်တကူဝယ်ယူနိုင်တာကြောင့်ဒီပြဿနာလုံးဝပေါ့ဆလို့မရပါဘူး။ဒါကြောင့်တတိထားကြပါ။ဘေးကင်းကြပါစေ။ဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးရ notification လေးကိုလည်းနှိပ်သွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။